အစိုးရနေပဲစမိအောင်လက်ရှိဘာတွေလုပ်နေလဲဂူရောကျမတတိပုဂ္ဂလနဲ့ရွေးကောက်ပွဲပြင်လှုပ်ဖို့ပြင်နေတယ်အဲ့ဒါဆိုတော့အခုလိုဖြတ်သိမ်းခံရလိုက်ရတာတို့ဘာတို့ကြတော့ဘယ်လိုခံစားရလဲ 哦ဒါကတော့အရင်ကတော့မထူးဆန်းပါဘူးကျွန်တော်တို့နိုင်ငံရေးမှာကအတက်တွေလည်းရှိရဲအကြတွေလည်းရှိရဲအာဒုက္ခရောက်တာတွေလည်းရှိရဲပေါ့နော်ဒါတွေအများကြီးကိုကျွန်တော်တို့ကကြုံခဲ့ဘူးပြီးပြီအဲ့တော့ဒီလောက်ဖြတ်သိမ်းခံရတယ်ဆိုတဲ့ဟာကိုတော့ဟိုပထမတော့တုံ့နှုတ်တာပေါ့နော်တုံ့နှုတ်တယ်အံ့ဩတယ်ငါတို့ဘာတွေအမားတွေမြန်လုတ်ခဲ့မိလဲအဲ့လိုပထမတော့တုံ့နှုတ်တယ်အံ့ဩတယ်အခုကျတော့အရသာတွေ့သွားပြီဟုတ်တယ်ဘလောက်ကြုံကြုံအပြုံးပြက်တာတော့တကယ်ကိုမှစန္ဒာမေးတကောင်ပဲရှိပါတယ် အဲ့ဒါကိုကြော်မျိုးမြန်သွားဝေဖန်တယ်။ဟာရွေးစစ်ကြီးရတယ်ရိုးရီးယားနိုင်ငံသားခိုင်ယူထားပြီးတော့ဗာဖြစ်ချင်တာလေဗာတွေပြောတယ် NCO ဗာတွေဝေဖန်တယ်။ဟာ तू ကတော့အစိုးရကိုဖားရပြီးပြောမှာမဟုတ်ဘူး။သူ့အမြင်သူပြောမှာပဲ။อืมသူ့အမြင်သူပြောမှာ။သူ့အမြင်သူပြောပိုင်ရရှိတယ်။အဲ့သူ့မှာအေဂျင့်နဲ့သူ့နဲ့မြင်မှာ။ तू အေဂျင့်အောင်အမြင်မြင်ရှိရှိနဲ့ तू ထိန်းသိမ်းထားတယ်ငင်းချမ်းကြီးကို။ဒါပေမဲ့ तू အားမလို့အားမရဖြစ်တာ तू ပြောခွင့်ရှိတယ်။ဒါကြီးကိုသွားပြီးဝေဖန်သွားဆွပေးတယ်။သွားဆွပေးလို့ထားတိုက်လို့ရှိရင် တက်မတော်ကစစ်မျက်နှာဖွေရတယ်စစ်တက်ကပဲတက်ရမှာကျော်မျိုးမပါမှာမဟုတ်ဘူးอืมအဲ့မီဒီယာသမားတွေပါမှာမဟုတ်ဘူးကဲတမတ်ကိုတမတ်ကိုနေနေမြတ်တမတ်ကိုကြိတ်နေတာอืมတို့တော့ပြီးတော့ဟိုနှစ်ပေးတပြားအုံနောက်နေပေါ့နော်တွားပြီးတော့စွာတာမျိုးဟိုအာ ASS ခေါင်းဆောင်ဟိုလာဥရစစ်ကိုတွားကျွန်တော်ဥရဒီ2021အရေးခင်မှာအဲတပုံခေါင်းဆောင်ထားတာပေါ့တပုံခေါင်းဆောင်ထားတယ် PDF တွေလည်းပေါ်လာတယ်အဲ့မှာကျွန်တော်တက်မတော်နဲ့တော်တော်လေးတက်ရတယ် ဒါတော့ပထမပိုင်းမှာတက်မတော်ကဆုံးရှုံးမှုတွေများတယ်อืมနောက်ပိုင်းတက်မတော်ကအသာစီးရတာအခုချိန်မှာတက်မတော်ကအသာစီးရတဲ့အနေထားရောက်သွားပြီ2017အခင်အချင်းမှာသူတို့ကတက်မတော်နဲ့ထိတ်တိုက်ရင်ဆိုင်နဲ့တိုက်ပွဲတစ်ခုမှမလုပ်ဘူးဒါသူတို့ရဲ့အမျော်မြင်ရှိတဲ့ခေါင်းဆောင်တွေအဲရှမ်းတဘုံနှစ်ဖွဲ့လုံးဒါကျွန်တော်အတိမတ်ပြောရမယ်အမျော်မြင်မရှိတဲ့ခေါင်းဆောင်တွေအုတ်ချုပ်တဲ့နေမြေတွေမှာတိုက်ပွဲတွေဖြစ်တာပဲ KIA ဆိုလဲ KIA KNU ဆိုလဲ KNU အဟိုက အေးအေးဆိုလဲအေးအေးဒါအမျော်မြင်မရှိတဲ့ကောင်တွေသူတို့နေမှာအကုန်လုံးပျက်စီးခြင်း၅ပါးတိုင်ကုန်ဘုံချိုဒီဘောဟလာကြောင်းမဲဒါတွေသိတဲ့ခါမှာ SSPB ရဲ့အဲဒါဟိုကျွန်တော်တို့စစ်ကြောင်းနေလာလို့ရှိရင်အထောက်အကူပြုတာတွေအများကြီးရှိတယ်သူတို့ကိုသွားတိုင်းသူတို့ရဲ့စစ်ကြောင်းထောက်ပံ့ပါတယ်လို့ပြောရမယ်လဲ SSPB ကလည်းနေမှာပဲကြီးညာလိုက်ပါပြီသူတို့ကစစ်တပ်ကိုလုံးဝထောက်ပံ့ခြင်းမရှိပါဘူးဆိုပြီးတော့အဲ့ပြောလာဆိုပြီးတကောင်ကတော့သူ့ရဲ့တမတ်ကြော်မျိုးမင်းကိုတော့သူအာနာရရင်အထဲကိုခေါ်ပြီးကြိတ်မှာတော့အသေးကြပါပဲ ော်လာမျိုးတွေအားလုံးပဲတဘာဝဘေးနဲ့မေဘေးတောင်မှမြန်ဆုံးကင်းဝေးကြပါသေးလို့ဆုတောင်းပေးနေပဲကျွန်တော်ရဲ့ကိုကျဲရိုဘော်လူရှင်ချန်နယ်လေးရဲ့ညပိုင်းစီစဉ်လေးကပြန်လည်ကြိုတိုက်ပါတယ်ဒီလိုရေရှင်မျိုးသွားပေးကမှာတော့ယနေ့အော်တိုဘားလ18ရက်နေ့စနေနေ့ရဲ့ညပိုင်းထင်အောင်ဆုံးရရှိသတင်းချို့ရင်းကြုတ်ဖော်ပြပေးသွားဖြစ်တဲ့တော်လာမျိုးတွေအားလုံးပဲအဆုံးနှစ်ချီဖို့ဒီနိုင်မှာထက်မှတောင်းဆိုလိုက်ပါတယ်နောက်ဆုံးသတင်းပုံအနေနဲ့ကတော့ကရင်ပြည်နယ်မြောက်ပြည်မြို့အမှတ်9ရက်ကွယ်အုတ်ချိုရင်းမှုလေးဖြစ်တဲ့အပသာဆုံးရောက်တူလေးဖြစ်တဲ့စိုင်းမျိုးညွန့်ဟာရဲရင်ရင်ကြီးနာမည်နဲ့ဓမ္မစကူအခမဲ့ ာတင်ကြောင်းကိုဖွင့်ပြီးတော့အသက်မပြေသေးတဲ့မိန်းကလေးငယ်လေးပေါင်းဝင်ကျောင်းသူ၁၀ဦးတဲ့မင်းကိုဒိန်ပြူချင်းချင်းနဲ့လိန်ပိုင်းဆိုင်ရာမြတ်ထုံမှုတွေသူ့လွန်ကကြောင်းသူ့လွန်ခံရသူမိန်းကလေးတွေကထုတ်ပေါ်ပြောကြလိုက်ဖြစ်ပါတယ်။တိုင်းညွညွန့်ခေါ်နှစ်ဆိုင်ဟာမြောက်ဒီမြို့တဲ့အမှန်900ကျွယ်အုပ်ချုပ်ရေးမှုဖြစ်တဲ့ပြင်စစ်တပ်ထောက်ခံတဲ့မဘာသာအစွန်းရောက်မျိုးသားရေးအစွန်းရောက်တအူးလည်းဖြစ်ပြီး2012ခုနှစ်ကတည်းကမဘာသာအခွဲနဲ့ ပြတဲ့၆ခံကြီးမှာတက်တဲ့ဝင်ပေါဝင်လို့ရှားခဲ့နေတယ်ဆိုပါတယ်နောက်ထပ်သတင်းပုံအနေနဲ့ကတော့ရန်ကုန်တိုင်းဒဂုံမြို့တစ်စိတ်ကမ်းမြို့နယ်ယူစနာဥယျာဉ်မြို့တော်မှာတိုက်ခန်းတွေကိုစေလို့ရန်ဦးဆိုပြီးတော့တိုက်ခန်းတစ်ခန်းကိုတလတသိန်းလုံုံရင်းကြီး3000စစ်မှုတန်းကြီးလစဉ်1000ပေါဝင်အိမ်တော်စုစုလင်လစဉ်တသိန်း1300ချက်ကိုအမှတ်64ရက်ကွက်အုပ်ချုပ်ရေးမှုအမောင်စင်ကကောက်ခံနေကြောင်းဒေသပြည်သူများကပြောလာတဲ့တွေ့ရှိရပါတယ်။အဟာအော်တိုဘားလ18ရက်နေ့မွန်လယ်2:30မိနစ်အချိန်မှာဒဂုံမြို့သစ်စစ်ကမ်းမြို့နယ်ယူစနာဥယျာဉ်မြို့တော်အမှတ်64ရက်ကွက် ်ဦးစေဘောလုံးအားကစားကွင်းမှာရက်ွက်အုပ်ချုပ်ရင်းမှုပြမောင်စင်ကအစည်းအဝေးခေါ်ယူခဲ့ကြောင်းနဲ့အိမ်တော်မှာတော့ရက်ွက်တင်းတိုက်ခမ်းများဆေးသုံးရန်တခန်းတခန်းလင်းရင်လစဉ်တသိန်းကောက်ခံပြီးဖြစ်ကြောင်းနဲ့ရက်ွက်လုံခြုံရေးကိစ္စများအတွက်လုံခြုံရေးကိန်းနဲ့များထားရှိပြီးလုံခြုံရေးဆောင်ရွက်နိုင်ရန်တတခန်းလင်းရင်လစဉ်3000ကျပ်သတ်မှတ်၍ဆောင်ရွက်တော်မူဖြစ်ကြောင်းအဆိုပါလစဉ်ကြေးအား2026ခုနှစ်ဇန်နဝါရီလမှစတင်ကောက်ခံပြီးလဲပေါ်ပြောဆိုခဲ့ကြောင်းသိရှိ။အေးအုပ်ချုပ်မှုခင်မောင်စင်ကစစ်တပ်လိုကြပြည်သူများပေါ် ပြည်နယ်ရန်ကန်နေသူတူဖြစ်ပြီးလူငယ်များကိုစစ်မှုတန်းခိုင်းရန်ပေါ်တာဆက်ဖမ်းဆီးခြင်းတွေလုပ်ဆောင်နေသူဖြစ်ကြောင်းသိရှိရပြီးတော့ရက်ကွက်အတွင်း၎င်းနဲ့အဆင်ပြေတဲ့မိသားစုတွေကိုလည်းဖမ်းဆီးရိုက်နေတဲ့တစ်ဖက်တပြီးတရောင်း23ခုနှစ်နိုဝင်ဘာလ17ရက်နေ့ည9:00နာရီချိန်ကဒဂုံမြို့သစ်စေကမ်းမြို့နယ်ယူစနာ64ရက်ကွက်မှာရှိတဲ့လူငယ်မောင်စောကူဖက်ကိုလည်းယူစနာ64ရက်ကွက်အုပ်ချုပ်ရေးမှုခင်မောင်စင်နဲ့ယူစောတီဖွဲ့ကနေပြီးအကြောင်းမဲ့ဝင်ရောက်ရိုက်နှက်ပြီးပုတ်သက်ခဲ့မှုတွေဆိုတာလည်းသိရှိထားပါဗျ။အဲဒီလိုလူသက်မှုကျူးလွန်ခဲ့တော့လဲအုပ်ချုပ်ရေးမှုခင်မောင်စင်ကအခုချိန်ထိစစ်တဲ့ဘက်သောသားဖြစ်ပြီး ်အသုံးတရားရေးယူခံခြင်းမရှိဘဲယနေ့အချိန်ထိအုပ်ချုပ်ရေးမှုဖြစ်ဆက်လက်လုပ်ကင်ကပြည်သူများအပေါ်နိုင်ကျင်ရန်ကစော်ကောင်းများဆက်လက်လုပ်ကင်နေစေဖြစ်ကြောင်းလည်းသိရှိရပါတယ်အစိုးရအနေနဲ့စမီးအောင်လက်ရှိဘာတွေလုပ်နေလဲအခုတော့ကျမတတိပုဂ္ဂလနဲ့ရုပ်ကပွဲပြင်လုပ်ဖို့ပြင်နေတယ်အဲ့ဒါဆိုတော့အခုလိုဖြတ်သိမ်းခံရလိုက်ရတာတို့ဘာတို့ကြတော့ဘယ်လိုခံစားရလဲ အော်ဒါကတော့အရင်ကတော့မထူးဆန်းပါဘူးကျွန်တော်တို့နိုင်ငံရေးမှာကအတက်တွေလည်းရှိရဲအကြတွေလည်းရှိရဲအဒုက္ခရောက်တာတွေလည်းရှိရဲပေါ့เนาะဒါတွေအများကြီးကိုကျွန်တော်တို့ကကြုံခဲ့ဘူးပြီးပြီအဲ့တော့ဒီလောက်ဖြတ်သိမ်းခံရတယ်ဆိုတဲ့ဟာကိုတော့ဟိုပထမတော့တုံ့လှုပ်တာပေါ့เนาะတုံ့လှုပ်တယ်အံ့ဩတယ်ငါတို့ဘာတွေအမှားတွေမြန်လုပ်ခဲ့မိလေအဲ့လိုပထမတော့တုံ့လှုပ်တယ်အံ့ဩတယ်အခုကျတော့ရတာတွေ့သွားပြီ ကျွန်တော်တို့ပြန်ပြီးတော့စဉ်းစားကြတယ်အဲ့ဒီခါမှာကျွန်တော်တို့ဘက်က weak point တွေလည်းရှိခဲ့ပါတယ်ဒီအဲ့တော့လေကျွန်တော်တို့လက်ခံလိုက်ပါတယ်ဒါပေမဲ့တခုခုကန်ကောင်းတာကကျွန်တော်တို့မှာ chance အပေါက်လေးတခုရှိခဲ့တယ်ပေါ့နော်ဒီအပေါက်ကတော့တွေ့ရနော်ခွေးတို့ပေါက်ခွေးတို့ပေါက်တို့တော်တယ်ဝင်ဖို့ခွေးတို့ပေါက်ကိုဘာမှရှိလဲဆိုတော့ရှားနေတာတတိပုဂ္ဂလ chance ကိုရှိခဲ့တော့ဒီ chance ရနေပြီးတော့ကျွန်တော်တို့အခုဝင်တိုးတာပေါ့တတိပုဂ္ဂလကဘယ်ကနေပြိုင်ပါလဲဘယ်ဝင်တိုးရလဲဆိုတော့ခွေးတို့ပေါက် အာကျွန်မနာတာမျိုးနေရနေပြီးတော့ပြည်သူလူတော်ကိုယ်စားလှယ်ဖြစ်နေတတိပုတ်လောက်ဝင်ပြိုင်မယ်အဲ့တော့အာကျွန်တော်တို့အတွဲပေါ့နော်အတွဲဆိုတာကအာပြည်သူလူတော်ကိုတယောက်ဝင်မယ်နောက်တစ်ခုတိုင်းဒေသကြီးမှာလည်းတယောက်ဝင်မယ်အာကျွန်တော်တို့ဒီပါတီကိုဖြတ်ခံလိုက်ရတဲ့ခါကျတော့တမျိုးနေမှာနှစ်ယောက်နှစ်ယောက်နှစ်ယောက်စီနေတော့အာကျွန်တော်တို့ဒီတတိပုတ်လောက်တွေဝင်ဖို့စီစဉ်ထားပါတယ်အဲ့လိုဆိုလက်ရှိနိုင်ငံရေးအခြေအနေကိုရေဘူးကအဖြစ်နေသုံးသပ်ပြပါ ရေမူရအားဖြင့်တော့ကျမတို့အများကြီးအခုပေါ့နော်နိုင်ငံရဲ့အရွေးတစ်ခုကိုပြောင်းလဲနိုင်ဖို့ကိုအာတက်ဆိုင်ရာအစိုးရကလည်းရွေးကောက်ပွဲတွေလုပ်ဖို့ပြင်ဆင်နေတယ်ပေါ့အာပြင်ဆင်နေတယ်ဒါပေမဲ့ဟိုတလားထဲမှာပဲဒါယူကြီးစီကနေပြီးတော့ဟာလာအာပြင်ဆင်ချက်တွေက၃မျိုးလောက်ထွက်တယ်ဆိုတဲ့ဟာကကြတော့လေတိတ်အဆင်မပြေဘူးပေါ့နော်ဒါပေမဲ့ဘလို့ပဲဖြစ်ဖြစ်ပေါ့ဟိုဥစားရွေးကောက်ပွဲဖြစ်သွားဖို့ကိုကျမတို့ဆူတောင်းတယ်ရွေးကောက်ပွဲဖြစ်သွားဖို့ကအရေးကြီးတယ်ဘာဖြစ်လို့လဲဆိုတော့ ဒါပေမဲ့ကျွန်မအခုပြည်သူတွေကိုကျွန်မလောက်တာမျိုးနယ်မှာလည်းနည်းနည်းအခုစကားတော့ပြောကြည့်တယ်ပေါ့နော်ကျွန်မတို့ကဟိုဟာအဲဒီ campaign က period ကိုမရောက်သေးဘူးအဲ့ခါကျတော့ရိုးတန်းမဲ့ဒီတိုင်းမဲ့လက်ဖေးဆိုင်မှာစကားပြောကြည့်တာမျိုးတွေတော့ရှိတယ်မိတ်ဆွေတွေနဲ့စကားပြောကြည့်တယ်နောက်အခုဒီနေပြည်တော်ကိုရောက်တဲ့ခါမှာလည်းအာကျွန်မဒီဇဘူတိရီမျိုးနယ်ကိုသွားတယ်သွားပြီးတော့ကျွန်မရဲ့အာဒီဟိုကျွန်မရဲ့ဟိုမိတ်ဆွေဟောင်းကြီးရှိတယ်ဇဘူတိရီမှာအဲ့တော့သူတို့ကိုလည်း campaign အတွက်ကိုကျွန်မကဒီပေါ့နော်သွားစကားပြောကြည့်တဲ့ခါမှာပြည်သူတွေကရွေးကောက်ပွဲကို စိတ်မဝင်စားဘူးဆိုတဲ့ဟာမျိုးကိုကျမဒါအမှန်တိုင်းပြောတာပါရွေးကောက်ပွဲကိုစိတ်မဝင်စားဘူးမဲသွားမထည့်ချင်ဘူးဆိုတဲ့ဟာမျိုးကိုတွေ့တယ်။ဒါကြောင့်မလို့ကျမမင်းညံ့နေတဲ့တော့ကဆိုရင်ဒီပွဲပြီးတဲ့အချိန်မှာကျမတပြေကုန်းရက်ကွက်ကိုသွားတယ်ပြီးတော့တပြေကုန်းမှာရှိတဲ့ကျမရဲ့မိတ်ဆွေတွေကိုကျမဟာလာသူတို့ကိုတော်တော်ကိုတနအီနှစ်နာရီလောက်ကြာအောင်ရွေးကောက်ပွဲဟာဘာကြောင့်လိုအပ်တယ်ဆိုတဲ့အကြောင်းမဲပေးပါမဲမပေးဘူးဆိုရင်ကိုကြိုက်တဲ့လူကကိုမျိုးနဲ့မှာအာမော်နော်ဒီကိုစလဲမဖြစ်တော့ဘဲနဲ့ကိုမကြိုက်တဲ့လူရောက်လာလိမ့်မယ်ဒါကြောင့်မလို့ကိုကိုကြိုက်တဲ့လူတယောက်ယောက်ကိုတော့မဲပေးဖို့လိုအပ်ပါတယ်ဆိုတဲ့ဟာ ကိုနှစ်နှစ်ဘူးမကြိုက်ပါဘူးဆိုမှဆွတ်ဆက်မဲပေးခိုင်းနေကဲလောက်ရုပ်ကိုကြည့်ပါလားနောက်ကနေပြီးတော့မင်းအောင်လည်းဘလောက်ကြုံကြုံအပြုံးပြက်တာတော့တကယ်ကိုမှဆန္ဒမဲတကောင်ပဲရှိပါတယ်စစ်လင်းရင်ဝဲတယ်ဆိုတာဟဲ့ဘာလို့ခေါ်လဲခင်ဗျားတို့သိတာပဲစစ်တိုက်ဖို့ပဲမဟုတ်ဘူးလားဒါကျွန်တော်လည်းသိတာပေါ့စစ်လင်းရင်ကစစ်တိုက်ဒါဟိုဘာလို့မေးเสียရရှိလဲအကျွန်တော်မေးเสียရတခုတော့ရှိတယ်ဗျာလို့ကျွန်တော်မပြောရလို့ကကျွန်တော်ကြောက်လဲကြောက်တတ်တော့ဒီပေါ်ကနေတစ်ခါနေကြတော့ပြောတယ် 见到字也老是的喽。谁来人啊？谁带过孙子？谁别人在哪把铁路上找来要了来了喽？啊，老板。先生，了呗？咱们得看一家了，没肉贵的是的。啊，这还一把树笋，这还一片的。啊，谁啊？肉不好吃？谁啊？肉不好吃？没啥肉啊，瓜。没啥肉啊，瓜。 လို့ပါအောင်ဆိုမရလို့ပါကွာဆိုဟာလေအိမ်ကြတော့ပြန်ပြောကြည့်မရလို့ပါကွာဆိုလေမင်းကလည်းတော်တော်အားရမရအောင်ဆိုတာရအောင်ပြင်လိုက်ဗောတဲ့အဲ့တော့မရဘူးဆိုတဲ့ဟာကရသွားရင်လုတ်ပြီးကျွန်တော်တလောအင်တာနက်မှာဖားရအောင်မှတ်တမ်းပါရေးတာလဲအိုင်ချင်းလားယိုင်ချင်းလားမသိပါဘူးเนาะအိုင်ချင်းလားပါချင်းလားမသိပါဘူး ဟမ်တယောက်တို့လာသေးလာသေးရောရိုင်ရိုင်လောရိုင်ရိုင်လောမြားမိုးရွာသေးဖြင်ပြိုင်လောဖြင်ပြိုင်လောနော်ဗမာစာလူတွေရှိပါလားဖတ်ဘူးတော့ဟုတ်တယ်ဟုတ်လားနော်ကျွန်တော်အစဆုံးတော့မရပါဘူးတယောက်တို့လာသေးရိုင်ရိုင်လောရိုင်ရိုင်လောမြားမိုးရွာသေးဖြင်ပြိုင်လောဖြင်ပြိုင်လောအင်တာနက်ထမှာရေးတာတော့အောက်ကတယောက်ကလက်ဆော့ညှိတာကရှိသေးတယ်စိန်ကိုယူသည်ကြင်ကြင်လောကြင်ကြင်လောလဲ ကျွန်တော်တို့ကထန်းငွေရောင်းကျွန်းသိရောင်းတယ်ရေနံရောင်းတယ်ရေနံကတော့သိမရောင်းရပါဘူးကြောက်တံပရမများရောင်းတယ်ဓာတ်ငွေရောင်းတာပဲဒေါ်လာတန်း3000တော့ရကျွန်းသိတို့ကြောက်တံပရမများတော့တန်း100ကျော်ရတာဒီပတ်စံနေနဲ့အစိုးရကရက်တီလို့ရအစိုးရ ြည်သူထောက်ခံစရာလည်းမလိုထောက်ပံ့စရာလည်းမလိုအာနာသာတည်မြဲရင်ကျွန်တော်တို့တိုင်းပြည်ဟာသယံဇာတတွေနဲ့ရတ်တည်နိုင်တဲ့အစိုးရရှိနိုင်တယ်ဆိုတော့အာနာရှင်အစိုးရတက်ပေါင်းများစွာတည်တံ့ခဲ့ပါရလေတကယ်ကောင်းပါနဲ့အာဏာရှင်ဆိုးရနေပေါင်းများစွာတည်တံ့နေတာဟာပြည်သူတွေမထောက်ခံမနေတည်တံ့နေတဲ့အနေထားမြန်မာနိုင်ငံဘယ်လောက်ချမ်းသာလဲဆိုတာကို တကယ်ဟိုပဲမြဝထင်မြင်နေကြရပြီတကယ်မြန်မာနိုင်ငံထုတ်သမျှအရာတွေအားလုံးကိုအနာရှင်စူရကဘလောက်ထီတော့ထုတ်ယူပြီးပြဆိုထားတယ်ဆိုတာအတွေ့ကြနေရပြီဖြစ်ပါတယ်လုံးရတဲ့ဆယ်နှစ်လောက်ကမှဒီစကားဟာကောင်းကောင်းမပေါ်လာတယ်။တယံစာတကျင်စာဆိုတာတချို့တိုင်းပြည်တွေဟာတဲ့။တယံစာတရှိနေလေဒုက္ခရောက်နေလေဒုက္ခရောက်အထူးဖြစ်ရေနံရှိတဲ့ကူဝိတ်တို့ အီရတ်တို့အခုအီရန်တို့နိုင်ဂျီးရီးယားတို့ဒီနိုင်ငံတွေဟာဆင်းရဲအတ္တိဒုက္ခရောက်ဗမာပြည်လို့သင်ရန်ဇာတပေါ်ကျွယ်သွားတဲ့နိုင်ငံဟာလည်းမချမ်းသာနော်ဝေနဲ့နိုင်ဂျီးရီးယားကိုနှိုင်းရှင်လို့ပြောတယ်နော်ဝေမှာလည်းရင်နံထွက်တဲ့သဘာဝတန်ခွေထွက်တယ် အများကြီးထွက်တယ်။နိုင်ဂျီးရီးယားမှာလည်းရေနံထွက်တယ်၊တဘာဝန်တောင်ဝင်ထွက်တယ်အများကြီးထွက်တယ်။နှစ်နိုင်ငံလုံးကရောင်းစားနိုင်တဲ့အခြေအနေရှိတယ်။ဒါပေမဲ့နော်ဝေးတိုင်းပြည်အပေါ်ရောက်သွားတယ်။ပေါ်ရောက်သွားတယ်။အဆင့်အမနာမြင့်တယ်။ခင်ဗျားတို့အားလုံးဒီနိုင်ဂျီးရီးယားအောက်မှာရှိတယ်။အောက်မှာရှိ။ဘာဖြစ်လို့လဲရှာလိုက်တော့ဒီလက္ခဏာကြည့်ရခြင်းအပြင်လက္ခဏာပေရပေါ့ဗျာလက္ခဏာပေရကြည့်ရခြင်းအပြင် သူရဲ့ပုံစံစိတ်ကူးမယင်မှုမယင်တတ်တဲ့သူစိတ်ကူးမယင်တတ်တဲ့သူလက်တွေ့ဆန်တဲ့သူလက်တွေ့ဆန်ချက်ကတော့သူများမြှောက်ပေးတိုင်းဂွေးတက်အောင်ကတဲ့သူပဲအရက်ထဲမှာဆယ်ပြားလိုဇက်ယူပုံစံမျိုးပဲတိမ့်တာတိမ့်ထိမ့်တာထိမ့်ဆိုပြီးတော့နောက်ကနေမြှောက်ပေးတိုင်းဘူးမတိပမတိနဲ့ဘူးမတိကိုမတိနဲ့ထအသိမ့်တာပဲအခုဆိုမြောက်တဲ့ကိုင်းလွတ်တလို့ဖြစ်နေသူ့ဘာသာထိုင်နေအကောင်ကအခုတော့ထသွားမှဒင်းက အကျိုးအကံမှအားလုံးဟာတည်ကုန်ရတယ်။နောက်လက္ခဏာအရာကြည့်ရမယ်ဆိုရင်ဘာသာရေးမရှိဘူး။ဘာသာရေးအယုံကြည်မရှိဘူးလို့လက္ခဏာမှာပြနေတာ။အခုလုံနေတာတွေကလည်းကြည့်လိုက်တကယ်ဟိုဟန်ပြလုံနေတယ်။တကယ်ဘာသာရေးကိုလုံချင်လို့လုံနေတဲ့သူမဟုတ်ဘူး။တတ်ဝင်ယုံကြည်လို့လုံပြနေတာမဟုတ်ဘူး။တကယ်တော့ဘာသာရေးကိုတတ်ဝင်ယုံကြည်တဲ့သူတွေကတကယ်အစ်မန်လောက်တဲ့သူတွေကလူတက်မလား။သူများပစ္စည်းကိုဖျက်ဆီးမလား။ဖန်စီချုံအောင်မလား။ တေဟုတ်ရင်းရဲ့လက္ခဏာအရာကမှန်းနေတာသူ့အတွက်ပဲကြည်တဲ့သူအတ္တကြည်တဲ့သူသူအာနာတီမြဲဖို့ဆိုလို့ရှင်ဘသူတေတေငတေမာရင်ပြီးရောဆိုတဲ့စိတ်ရှိခဲ့တကယ်ပဲမှန်ဤမဟေရီကြည်မနေနဲ့ပေါ့ဗျာကဲနောက်ထပ်လက္ခဏာကိုသူ့ရဲ့လက္ခဏာကိုဆက်ကြည့်ရခြင်းအပြင်အသက်ရှင်မဲ့သူလို့တော့ပြနေတာဒါလည်းဖြစ်နိုင်တာပဲသူတို့ငယ်ငယ်ကဆိုရင်ရက်ွက်ထဲမှာမူယူရန်ကနေတဲ့တာတေကြီးပေါ့ဗျာ မြန်မြန်သေးသေးကျင်ကြတာတရက်ွက်လုံးပဲတင်းကလည်းအမုန်းနံတွေပြီးပြီးအသက်ကရှည်နေသေးတယ်ယောက်ကကဆိုနေ့စဉ်သူမူးယူရန်ကလာတိုင်းချိန်ဆနေကြနေတင်းသေးလဲမသေးနိုင်ဘူးသေနာကောင်းသေးလဲမသေးနိုင်ဘူးဆိုတာမျိုးတင်းတဲ့ပြက်စီဖုံးအဲ့ရဘောဝေဒနာခံစားနေရတော့လဲမသေးနိုင်ဘူးသူလည်းအဲ့လိုမျိုးနေမှာပေါ့တင်းသေးလဲမသေးနိုင်ဘူးကျတို့ကလည်းတင်းကိုအရှင်ဖမ်းဖို့ပဲစိတ်သာချပိတ်တာဘဝနဲ့အရှင်လက်လက်ကိုညီကုန်းချုပ်เสียရမယ်အဖြစ် လက္ခဏာကိုစက်ကြည့်ခြင်းအပြင်ဝလုံးကောင်းထဲမှာ လာတာနေသူလူများရှိမယ်များက အားကြလေးစားခံတိုက်ဖြစ်ချင်တဲ့သူပေါ့ဗျာလက္ခဏာအရကဒါလည်းမှန်လိုက်တာမှဝဲဝဲကိုကွဲလို့မြေကြီးလက်နဲ့ပုတ်တာကမှလွဲ့လွဲ့လေးဟုတ်တယ်လို့ရဲ့အဲ့ဒီအမြုံစိတ်ရှိနေလို့ပဲမေစုကိုဖမ်းတဲ့တိုင်းပြည်ကိုအာဏာသိမ်းတဲ့ပြည်သူကိုတက်ဖြတ်ပြီးတော့ပြည်ချင်းမင်းလုတ်ပြခြင်းနေတာလေဖြစ်ချင်တာကပြည်သူကလေးစားချစ်ခင်ရတဲ့သူကြီးဖြစ်ချင်တာ ဖြစ်နေတာကပြည်သူရဲ့အော်နှလုံးနာကြီးဖြစ်နေတာအခုလည်းကြည့်ဝလုံကောင်းထဲမှာလာတာပြနေရလေရုရှားသွားလိုက်တရုတ်သွားလိုက်နဲ့အဟုတ်မှတ်ပြီးဂရုချင်းတာတာလောက်လေးကိုလေးလေးပြနေတာကြည်ုံလူထင်ကြီးအောင်ကလည်းလိန်စင်လိန်ကွက်တွေလှုပ်ထားတာအဲ့မှာပြန်ပြန်ကိုကွဲကုန်တော့တာပဲအချက်ကိုဟိုနေကထုတ်ပြန်လာတဲ့မလေးရှားနိုင်ငံသားဝင်ကြီးဌာနရဲ့ကြီးညာချက်မှာဆိုလို့ရှိရင် မြန်မာစစ်အုပ်စုကလည်းမလေးရှားနိုင်ငံသားကြီးဝင်ကြီးကနေမှထုတ်တဲ့ဟာကရွေးကောက်ပွဲတဲ့စောင့်ကြည့်လေးလာသူများဆေးလွတ်ပြန်ဖိတ်ချားခဲ့သည်ဟုသာပါရှိတာလေဒီစကားမလို့ပြောတယ်လို့မျိုးပဲမလေးရှားမှာလေးလာသူများဆေးလွတ်ပေးမိလို့ဆိုတာအကြောင်းကလုံးတပါတာများမပါရှိခဲ့ဘူးလေကဲဘုဒ္ဓဘုကျင့်ဆိုရဲ့ကလိန်စီညမ်းစီလောက်ရကအချက်ကိုကွဲရတကယ်ဘက်ဒင်းတို့စီကိုပို့လိုက်တဲ့စာအမှန်ကရက်သားများနဲ့ရက်ဖက်ကအဆောက်အဦများအတိုက်ခိုက်နေမှုရက်ဆိုင်ပေးရန် ီးတော့လူသားချင်းစာနာထောက်ထားမှုဖြင့်အကူအညီပေးနိုင်ရေးကန့်တမှုများမထားပဲလမ်းဖွင့်ပေးရန်အိတ်တိုက်တွန်းချက်တွေပဲပါတယ်အဲ့ဒါကသတင်းတွေထဲမှာဟိုမလေးရှားနိုင်ငံရဲ့သတင်းတွေထဲမှာဟိုအတီလင်းပါခဲ့တယ်ဟာအဲ့တော့ဒင်းကဖြစ်ကျင်တာကဒင်းကလည်းသူ့ကိုယ်သူသိတော့ပြောရရင်တော့အမှန်တော့ရှေ့တောင်အာရှဆိုတာကထရက်ရဲ့မရေရာမတင်ကြမှုတွေနဲ့ များနေတဲ့အချိန်မှာအမေရိကန်တရုတ်တို့ကြားအပြိုင်ပြင်းထန်တဲ့ပြင်းထန်လာနေတဲ့အချိန်မှာနိုင်ငံများစွာကလည်းအဲ့ဒါကိုသတိကြီးကြီးနဲ့ထားပြီးဆက်ဆံနေရတဲ့အဲ့အချိန်မှာပဲတော့မှပူတမှုကျင်ဆိုတာတရုတ်နဲ့ရုရှားကို၎င်းရဲ့ရောက်ခွင့်မှာတော်ဆက်ထားတဲ့အလားပြောချင်ရပြောကက်ချင်ရကက်လုံနေပြီးတော့ဆယ်ပြားစီလိုဇက်ယူလိုမျိုးလုံနေတာအားလုံးကသတိကြီးစွာနဲ့နေနေရတဲ့အချိန်မှာတော့မှတင်းကနျူကလ িয়ার နျူကလ িয়ার နဲ့တကြောကြောအော်ခေနေတာလင်နာယူမှာဟိုကတောင်းနေတယ်လို့မျိုးဖြစ် ြောရရင်တော့တင်းရဖြစ်ကတန်းစီစောင့်နေတဲ့ကျိုးကွင်းနေနဲ့မောင်းတင်ထားတဲ့တနက်တွေကိုပင်စင်စားပေါ်ဝါလေးနဲ့စိတ်ပရီးလေးတကြောက်ကြောက်စိတ်ပြီးတော့ပြင်းငိမ့်လိမ့်မယ်လို့ပြည်သူတွေကပြင်းငိမ့်လိမ့်မယ်လို့တင်းကထင်ထားတော့သူ့ဖြစ်ကိုလည်းကောင်းကောင်းသိတော့အာနာလက်မဲ့ဘွားမှာဖိလပိုင်သမရဒူရာဒေးလို့ပဲ ICC တရားရုံးကနေလူသားမျိုးနွယ်ပူပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေဆွဆွဲချက်တွေနဲ့တရားဝင်ဆွဲချက်တင်ခံရမှာပဲဘုဒ္ဓမှုကျင်ဆိုးကလည်း အဲ့ဟာကိုသိနေတော့ကြောက်ရှာတော့နောက်လာမဲ့အရေးအတွက်ရတယ်မအေးပဲတရက်ကလေးမှတက်တာတက်တာရဆရာသွားသေးဆိုပြီးပြည်ပြည်ကန့်နေရတာပဲတစ်ချက်တစ်ချက်နဲ့ကစားချက်တွေကိုလည်းကြည့်အောင်တင်းကနီးပြဖာဘူးဆန်တော်မှအရှုံးပေးရမလို့ဖြစ်နေပြီ မျက်စိတောင်းထောက်ကောင်းမောက်အောင်လုပ်နေတဲ့ပုံတွေက တပူကအခုဆိုလို့ရှိရင်လက်ဖက်ချောက်စိုးဝင်းကိုလည်းအေးမပါတဲ့စိုးရဝင်းကြီးဌာနဆိုင်ရာအမျိုးသားအဆင့်ကောအဲ့မှာဘိုးကောမတီဖဲထုတ်ပြီးတော့စစ်ဘက်ဆိုင်ရာတွေမှာလက်ဖက်ချောက်အစားသရိုးကြော်စွာတလင်းကိုဒီကဆုံးဖြတ်ပိုင်ခွင့်နေပေးလိုက်တယ်ဗျာဘိုးချုပ်ကြီးရင်လည်းဘိုးချုပ်မှုကြီးတွေကိုလည်းတန်မတ်တွေဖြစ်ပြောင်းခန့်တဲ့စစ်အရာရှိတွေကိုလည်းဌာနဆိုင်ရာကြီးကဲတွေမှာပြောင်းထားတဲ့အရက်ဘက်ကိုလည်းစစ်ဘက်ကလူတွေပြောင်းထည့်တယ်သူတို့ရဲ့ကြမ်းဖက်ပါတီခပိုက်ဆောင်ပါတီကိုလည်းသူ့လူတွေတုတ်သိမ်းနေလုံနေခြင်းပေါ့ဗျာ အဲဒီအချိန်မှာမြန်မာနိုင်ငံမှာရှိတဲ့လူငယ်ငါးသန်းကျော်ကပညာရေးဆုံးရှုံးသွားကျောင်းထွက်တော့ကလည်းအမြင့်ဆုံးတွေကိုဖြစ်ကုန်ကြတယ်။အဲဒီထဲမှာဒေတာအမြင့်ဆုံးဒေတာကတော့ချင်းပြည်နဲ့အပါအဝင်ဖြစ်ကုန်ဘူး။ကဲနောက်ဆိုဘလောက်တောင် ပြောရတော့ဗျအခုဆိုလို့ရှိရင်ဘလောက်တောင်တင်းကလည်းတက်ပြတ်နေပြီလဲဆိုလို့ရှိရင်မိဘပြည်သူတို့တီးရလေအောင်စစ်သတင်းလေးပါကြားချက်ကြီးညာပေးခဲ့မယ်ဗျ။ဘုန်းရဆိုလို့ရှိရင်အေးအေးနဲ့ပူပေါင်းရေးတက်တွေကိုယူရှိယူမှ ရှေ့ချမ်းနေရာနှစ်နေရာမှာကြားပြတ်တိုက်ခိုက်ရလို့စောက်ကောင်မတက်ကအကြရှုံးများလုံးလုံးလေချောင်းပစ်ကူတော်ခေါ်ခဲ့ရတဲ့။နောက်ပြီးစကိုင်းမင်းကွန်းလမ်းမိုင်းမှာတိုက်ပွဲဖြစ်တဲ့စောက်ကောင်မနဲ့ပြူတွေအကြဆုံးများလို့လူနာပါထမ်းပြရတယ်လို့တည်။နောက်ကချင်ပြည်နယ်ပဲဖာကန်ဖလန်းနေပဲတိုက်ပွဲမှာဆိုရင် KIA နဲ့ပူပေါင်းတော်လန်ရေးတက်တွေကစော်လိုက်လို့စကားမှာ30ကြော်လောက်တောင်ဂန့်ကုန်တယ်ဒုတက်ရင်မှုတော်မှာဒိုင်ယန်ရကုန်တယ်တသားတယောက်ရှင်ဖမ်းမိတယ် ဗမော်တိုက်ပွဲမှာတော့ကလည်းအဲ့လိုပဲဘုံမှုတဝူတန်းရရသေးတာပဲအဲ့လိုအဲ့လိုတွေနောက်ထပ်ပြောရလို့ရှင်မကွေးဘက်မှာဆိုလို့ရှင်ပွေတက်အောင်စော်ခံရသေးတယ်မကွေးပွင့်ယူဘက်ဘုံကပသိမ်လမ်းဘက်မဲစီကတဲ့စော်ခံထီလို့နော်အညော်ကမိကုန်ပြီးတော့ကြီးပလဘွားနဲ့ခြေတော်မှာကြီးပလဘွားနဲ့6ဥ6ဥတော်ကြီးသွားတယ်အဲ့တင်းသားကြီးတိုင်းတဝဲမြို့ဘက်မှာဝင်ကြီးအိမ်ရာမှာဆိုလို့ရှင်လေဒါခလာယာစတစ်၃ညာ၄တက်ရင်နဲ့ နေနေတဲ့ရေဖြူမျိုးမှရဲစခန်းနေနော်အဲ့မှာဆိုလို့ရှိရင် drone ဖြစ်ဘုံကျဲတိုက်ခိုက်ခံရတယ်ဗျာကိုလူတီရဲ့စော်ချက်ကတော့ရဲစခန်းနေမှာဒါနေမကသေးဘူးပြောရလို့ရှိရင်တော့သူတို့ရဲ့ဘလောက်တက်ပြက်နေလဲဆိုရဲစခန်းနေမှာရက်မူးရဲ့စေးအကုန်ကြိုက်တာတုံးလို့ရနေတော့အခုတနေ့ကဆိုဂျဲကသူ့မိန်းမနဲ့စကားများတာမဟုတ်ဘဲနဲ့ဦးစေးကြောင်ရက်မူးပြီးမိန်းမကိုပြစ်တက်လိုက်တယ်အဲ့မှာရဲချင်းချင်းစကားများပြီးပြစ်တက်တာတွေလည်းရှိတယ် အထက်ကကိုယ့်အရာရှိအိတ်နေတာကိုပြစ်တက်ပြီးလက်နက်ယူပြီးအဝင်အလင်းဝင်လာကြသူတွေလည်းရှိသေးတယ်ဗျအဲ့တော့ပြောရရင်တော့နောက်ဆုံးကိုမင်းကိုနိုင်ကဗျာလေးနဲ့ပဲဆုံးသက်ပြောလိုက်ရင်နိုင်မင်းကိုမှရွေးလောင်းနေတဲ့ကဗာကြီးမှာမအားတို့ကိုယ်တိုင်နိုင်မင်းဖြစ်အောင်ပြေးယုံကလွဲလို့ဘာမှန်းရှိအောင်မလဲ ဒေါ်လာကြီးကတနာစရာလို့လူတွေစုတ်သက်ကြီမွမဟုတ်ဘူးတဲ့အားကြစရာလို့ဝန်ခံယူရတဲ့အထီကိုလဲဆန်မွေးမွားနဲ့ကောင်းတည်လိုက်ပြီးခွာခံပြင်းပြင်းတုံဆိုင်လိုက်အောင်ဟုတ်လေအဲဆိုရှိတော်ကအောင်းအောင်းနေပြီကျွန်မျိုးတွေအားလုံးပဲဒီဗီဒီယိုတော့လည်းဆုံးသက်လိုက်ပါတယ်ဒီညဗီဒီယိုသတင်းတွေအားလုံးမပြည့်ရွှင်နဲ့နားဆင်သွားမလို့လည်းမျှော်လင့်မိပါတယ် လည်းမျိုးတွေအားလုံးပဲလက်ရှိချိန်မှာကတော့ငလင်ဘေးကလည်းပြန်လည်ပြီးတော့မြန်မာနိုင်ငံမှာကြောက်ရွံ့နေရဖြစ်တဲ့အတွက်ပါဝါဘေးငလင်ဘေးနဲ့မေဘေးဒါမှမြန်သွန်းကင်းဝေးကြပါစေလို့ထပ်မံတောင်းဆုပြုရင်းနဲ့ပဲဒီဒီညဗီဒီယိုတော့နဲ့ပဲဆက်လိုက်ပါရစေ။နောက်ထပ်ဗီဒီယိုမှပြန်နေဆုတွေ့ကြပါမယ်။ကျွန်တော်ရဲ့ကိုကျေရူဘော်လူရှင် channel လေးမှာကတော့မနေ့တစ်ချိန်ညတစ်ချိန်နဲ့တနေ့ကိုနှစ်ချိန်ရင်းနေရရှိသမျှကိုတော်လန်ပြည်သူတွေနဲ့အတူတူ issue ရင်းနဲ့ပဲအရင်းနဲ့တင်ပြပေးသွားဖြစ်တဲ့အတွက်အားလုံးပဲတော်လန်ရေးပြည့်ရည်အဆုံးထိအတူတူရှိဆက်ရောက်ကြပါလို့ဗျာ။